လူတိုင်းအတွက်ဘဝဆိုတာကြိုပြီးတော့ဖတ်လို့မရတဲ့ရေးထားပြီးသားစာအုပ်တို့လိုပါပဲတချို့ဆာမင်နာတွေကပြိုစရာမှတ်တရတွေပါသလိုဝမ်းနည်းနာခြင်းရတဲ့ဆာမင်နာတွေလည်းပါလိမ့်ဦးမယ်စွန့်စားခန်းနေလေးပါသလိုရေးစရာဟာတာတွေလည်းပါလိမ့်မယ်ရှင်ခုံရတဲ့အချစ်ဆာမင်နာတွေပါသလိုအသိခွင့်နာခြင်းရတဲ့ဆာမင်နာတွေကိုလည်းရှောင်လဲလို့မရပါဘူးတချို့ဆာမင်နာလွတ်တွေတော့ချန်ထားပြီးလိမ့်မယ်အဲ့ဒီဆာမင်နာတွေမှာသမီးကိုယ်တိုင်ရေးခွင့်ရှိရပါဘူး စိတ်ကောင်းရှိခြင်းတွေကိုချင်းစာနာတဲ့ခြင်းတွေတကောင်းမြင်တဲ့ခြင်းတွေနဲ့ကျင်နာတဲ့ခြင်းတွေကိုထည့်ရပြပါသမီးလေးဒီများဘဝရဲ့ဆမျက်နာရေးစီလက်ညှိုးနေပြီးအားကြနေတဲ့အစားကိုဘဝရဲ့ဆမျက်နာရေးကိုနှာပါဆုံးမိသားနိုင်ဖို့ကြိုးစားလိုက်ပါလက်ရှိမှာရတဲ့ပြတ်ပတ်တောင်းနာရစရာမလိုစိတ်နှလုံးလုံးချိုးအေးချမ်းရတဲ့စောက်ကလေးတို့ကလူဝတ်ဆက်တွေအားလေးတွေရှိနေရင်တော့မှသိကိုလပ်ပါနေမှာပါ